လာမယ့်ဝိုင်းမလေးအကောင်ဆုံးလို့ပြောသွားမယ်ဆိုရဲမိထက်လို့ဗိုက်တမယာအောင်လို့မယ်မိလာပါရှင်မြန်မာမျိုးသမီးလက်ရွေးစင်တန်းစစ်မှုမေးဆက်လို့ကတော့သူ့အနေနဲ့လာမယ့်ဝိုင်းမလေးအကောင်ဆုံးကြိုးစားလို့ပြောသွားမယ်တွင်ကိုတွေကိုရယူနိုင်အောင်အတက်နိုင်ဆုံးလို့ပြောသွားမှာပါလို့မိထက်လူကပြောပြလာခဲ့ပါတယ်အခုစိန်မိထက်လူကမြန်မာလက်ရွေးစင်အမျိုးသမီးအတင်နဲ့လာရောက်ပူပေါင်းခဲ့ပြီးဖြစ်ပြီးလာမယ့်အာရှဖလားခြေဆဲပွဲစဉ်အတွက်လည်း လက်ကျင့်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ပါတယ်။မကြမီမှာတော့လင်းမြန်ဖြက်လက်တက်ကြွမှုတွေနဲ့ခြေစံပြကစားတတ်တဲ့မေထလူရဲ့ပွဲကိုအားပေးကြည့်ရှုလာတော့မှာဖြစ်ပါတယ်။မေထလူကတော့အလုံးတကြသလိုပြီးကြတဲ့ပွဲစဉ်မှာကလေးကခြေစံပြကစားနိုင်ခဲ့ကဘောလုံးကစားနေနဲ့မြမကုန်းကိုဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။အခုဆိုရင်မေထလူကဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးနေပြီးတော့ပြည်သူရဲ့အားပေးဝေယံမှုတွေကိုအပြည့်အဝရရှိထားသူလေးဖြစ်ပါတယ်။ အကလရှိမလေးမေတ္တလူကလာမယ့်ပွဲအတွက်လေးချင်းမူရီကိုတင်ချစနစ်တကြပြင်ဆင်နေပြီဖြစ်ပါတယ်။မေတ္တလူကအကောင်းဆုံးကြိုးစားလို့ပြသွားမယ်လို့ပရိဒရီကိုပြောဆိုထားတာကြောင့်စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ခုဆိုရင်ဘောလုံးအကစားနဲ့အလုံးရဲ့အပေးဝေးရမူရီကိုရရှိနေတဲ့တိုက်စစ်မှုမေတ္တလူကတော့အောင်မြင်မှုရီကိုထိုက်ထိုက်တက်တက်ရရှိကချန်ပီယံဆုကြီးကိုချိန်ပိုက်ပြီးခုန်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။နေပေါ်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲရဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့မြန်မာမျိုးသမီးဘောလုံးအသင်းဟာအင်ရှန်နီပေါ်အသင်းနဲ့နဂိုစီတည်ရကြခဲ့ပြီးမြန်မာအသင်းအတွက်ဂူရီဂူရောတိုင်းစင်မွေမိထက်လူနဲ့မြန်နိုခင်တို့ကတွင်ယူပေးခဲ့ကြပါတယ်။ရလေးနိုင်ငံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှာမြန်မာမျိုးသမီးလည်းယူစင်အတင်းကချန်ပီယံဆို စုခွေရရှိသွားပြီဖြစ်ပြီးသူရဲ့အောင်မြင်မှုကအလုံးကိုအပြော်ရီကိုဆက်ခဲ့ကြပါရယ်အခုဆိုရင်မိတက်လူကသောဝဒနာပါရဲဘောလုံးကစားနီမှာအကောင်းဆုံးကြိုးစားနေပြီဖြစ်သလိုပရိသတ်ရဲ့အားပေးမှုတွေကိုလည်းအပြေဝရရှိနေပြီဖြစ်ပါရယ်သူကတော့အကောင်းဆုံးကြိုးစားသွားမယ်လို့လည်းဆိုပါရယ်မိတက်လူကတော့ရိုနယ်ဒိုကြောင့်ဘောလုံးကစားခြင်းစစ်ဖြစ်ခဲ့တာဖြစ်ပြီးသူဘောလုံးစကန်တော့အမိပါရီကလည်းသဘောမတူဘူးလို့သိရပါရယ် ဒါပေမဲ့လည်းမေထန်လူကတော့သူ့ရဲ့ဝတ္ထုကိုရက်တက်မပြစ်ခဲ့ပဲပညာရေးကိုကတိပေးပြီးတော့ဘောလုံးအကစားတဲကိုဝေရောက်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်မေထန်လူကဆိုရှယ်မီဒီယာပေါ်မှာလည်းနမေကြီးနေပြီးတော့ပရိသတ်တွေအားလုံးရဲ့အားပေးဝေရမှုတွေကိုလည်းအပြေအဝါရရှိနေပါတယ်။အခုဆိုရင်မေတ္တာလူကသူရဲ့ပထမဆုံးပွဲကြီးမှာပဲဖလာရရှိခဲ့ပြီးဖြစ်ပါတယ်။အကောင်းဆုံးချေဆက်ပြကစားနိုင်ခဲ့တဲ့မေတ္တာလူကိုပြိတ္တရီကလည်းအားရကျင်းနေခဲ့ကြပြီးဝတ္တနာပါရဲ့အကစားနည်းမှာဒေတဲ့မကအောင်မြင်မှုတွေရရှိနိုင်ဖို့ကိုလည်းဆုတောင်းပေးထားခဲ့ကြပါတယ်။ မက်တဲလူကတော့သူရဲ့ဝတ္တနာအရာဘောလုံးအကစားလောကတဲကိုခြေစုံပြည့်ဝရလာသူဖြစ်ပြီးပင်ကွန်အရေးချင်းရှိသူလည်းဖြစ်ပါတယ်။သွားရောလော့စ်အန်ဂျလစ်ပရိုက်အတင်းမှလည်းကိုကျွဲ့အများဆုံးတိုက်စစ်မှုဖြင့်ယက်တီနိုင်ခဲ့ကအခုစင်လဲမက်တဲလူကမြမလေးယူစင်အတင်းမှလည်းရလက်ကောင်းတွေကိုဆင်းဆောင်ပေးနေပါပြီ။မက်တဲလူကတော့တင်ကိုကိုသူတွင်နိုင်သလောက်ဆွဲဆောင်ပြသွားမယ်လို့လည်းပြောပြလာပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေုံမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်အဆုံးတရားအပြည့်ကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်